နေဇက်ဒေတာဒီမှာလုံခြုံရေးချိန်ချောက်ခံရမှုတွေကိုဖြစ်ရှင်းမှုအတွက်အာယုံဆိုင်လုံဆောင်မဲ့ရန်နေရာတစ်ခုထူထောင်ဖို့အုပ်ချုပ်ရေးအမိန့်တစ်ခုကိုထိုင်းဝင်ကြီးချုပ်ပေတော်နန်ကဖေဖော်ဝါရီ28ရက်မှာလက်မှတ်ရေးထိုးပြီးအမိန့်ထုတ်ပြန်ခဲ့တယ်လို့တနေ့ရှင်းကဖော်ပြခဲ့ပါဗျ။အဲ့ဒီအစီအစဉ်ဟာပြည်စုံကျေပြန့်တဲ့ချင်းကပ်မှုတစ်ခုမှတစ်ဆင့်မူရစ်စီဝါပြည်ထနာကိုပြင်မှတ်ထားဖြစ်ရှင်းမှာဖြစ်ပြီးအဲ့ဒီချင်းနိုင်ငံတွေနဲ့ပူးပေါင်းကမူရစ်စီထုတ်လို့ရည်နဲ့ဖြန့်ချီရေးကွန်ရက်တွေကိုဖြတ်တောက်သွားမှာဖြစ်ပါဗျ။အဲ့ဒီအစီအစဉ်မှာမူရစ်စီဝါမောက်ခူကူမှုကိုခြေရခံမှုထိန်ချုပ်မှုမောက်ခူလမ်းကြောင်းတွေကိုဖျက်ဆီးမှုနေဇက်ဖြတ်ကျော်ရာဇဝတ်မှုကိုဖြစ်ရှင်းမှုလို့ပေါ်ဝင်ပါဗျ။ပေတိုနန် န်ရဲ့အုပ်ချုပ်ရေးအမိန်ထုတ်ပြန်မှုဟာထိုင်းနိုင်ငံသားတွေရဲ့နေစဉ်ဘဝကိုထိခိုက်စေတယ်။နေဆက်ဖြတ်ကျော်ချင်းချောက်မှုတွေအပါအဝင်ကြားဖြန့်ကိုင်းနေနဲ့မောက်ခုကိုင်းတွေကိုတိုက်ဖြတ်နေတဲ့အထုကြိုးပမ်းမှုတွေကိုပုံမှုခိုင်မာစေဖို့ရှိရထားပါတယ်။ပြောင်းလဲနေတဲ့အခြေအနေတွေအားပြည်တော်နယ်ဟာအင်းကြီးချင်းနိုင်ငံတွေနဲ့နေဆက်ဒေသတွေမှာလုံခြုံရေးချင်းချောက်မှုတွေကိုတားဆီးရေးနဲ့စုံဖြတ်ချက်ချမှတ်ရေးကော်မတီအမည်ရှိအုပ်ချုပ်ရေးအစဉ်ကော်မတီတစ်ခုကိုထူထောင်ခဲ့ပါတယ်။အဲ့ဒီကော်မတီကိုလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တမှုချုပ်ကဥက္ကဋ္ဌဖြစ်တာဝန်ယူမှဖြစ်ပြီးပြည်ထောင်ဝင်ကြီးဌာနရဲ့အမြဲတမ်းအတွင်ဝင်တော်ဝင်ထိုင်းစစ်တပ်ရဲ့တမှုအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲနဲ့အမျိုးသား လုံခြုံရေးကောင်စီရုံးကကိုယ်စားလှယ်တဦးတို့ကလက်ထောက်ဥက္ကဋ္ဌတွေအဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။အဲ့ဒီကော်မတီကနေဆက်ဒီတာတွေမှာလုံခြုံရေးချိန်ချောက်မှုတွေကိုစောင့်ကြည့်ခြင်း၊လေ့လာခြင်း၊အကဲဖြတ်ချင်းတက်ခြင်းတို့အတွက်တာဝန်ယူမှာဖြစ်ပါတယ်။အဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်အစိုးရရဲ့မူဝါဒတွေအမျိုးသားလုံခြုံရေးမဟာဗျူဟာတွေနဲ့အထူးစီစဉ်တွေကိုလည်းချမှတ်အကောင့်တွေဖော်သွားမှာဖြစ်ပါတယ်။